္လာပါအခုကတော့ page ရဲ့ about info ကိုပြင်ဆင်มาဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်ဒီအဝိုင်းလေးပေါ့နော်အဝိုင်းလေးကိုတစ်ချက်နှိပ်ပါနှိပ်ပြီးတော့ကျွန်တော်ဒီအောက်ကနည်းနည်းဆင်းပါဒီ post ရဲ့အောက်မှာကျွန်တော်ဒီ see your about info ဆိုတာရှိပါတယ်ဒါလေးကိုတစ်ချက်နှိပ်ပါဒီကနေမနှိပ်ချင်ဘူးဆိုရင်ကျွန်တော်ဒီဘက်က about ပေါ့နော် about ကိုတစ်ချက်နှိပ်နှိပ်ပြီးတော့ကျွန်တော်ဒီရဲ့ see your about info ပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါ okay နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ category ပေါ့နော် category ကကျွန်တော်ဒီ page create လုပ်ခဲ့တုန်းကရေးခဲ့တဲ့ကျွန်တော်ဒီ category ကိုပြန်ပြီးတော့ပြင်လို့ရတယ်ပေါ့နော်ပြင်မယ်ဆိုရင်ကျွန်တော်ဒီဘက်က edit ကိုတစ်ချက်နှိပ် နေပြီးသားပြီးဆိုရင်ကျွန်တော်ဒီ market category ကိုရေးခြင်းဒီ page နဲ့တက်ဆိုင်တာဗောနတက်ဆိုင်တာကျွန်တော်ရေးလို့ရပါတယ်ဒီမှာဆို SH shopping ဗောန shopping လို့ရေးလိုက်တော့ဒီ shopping နဲ့ပတ်သက်တဲ့ category ပေါ်လာမှာဗောနအဲဒါတော့ကျွန်တော်ပြင်ဖြတ်လိုက်မယ်အဲပြီးတော့ကျွန်တော်ဒီမှာသူပေးထားတဲ့ကျွန်တော်ဒီ category တွေလည်းရှိတယ်နော်အဲပြီးတော့ကျွန်တော်ဒီ back နဲ့ဗောန back နဲ့ပြန်သွားမယ်ပြီးတော့ကျွန်တော်ဒီမှာ contact info ဗောန contact info မှာကျွန်တော်ဒီဖုန်းနံပါတ်ထည့်မယ်ဆိုရင်ကျွန်တော်ဒီ add phone number ဆိုတော့တစ်ချက်နဲ့နေပြီးတော့ကျွန်တော်ဒီမှာဖုန်းနံပါတ်ထည့်ဗောန အဖုန်းနံပါတ်ထည့်မယ်ဆိုရင်ကျွန်တော်ဒီ809ပေါ့နော်09ကိုထည့်ပါဒီမှာကတော့ကျွန်တော်ဖုန်းနံပါတ်ထည့်မပြတော့ဘူးနော်ဖုန်းနံပါတ်ထည့်ပြီးသားဆိုရင်ကျွန်တော်ဒီဘက်က save ပေါ့နော် save ကိုတစ်ချက်နှိပ်ပါအဲပြီးသားရင်ကျွန်တော်ဒီမှာ add email address ပေါ့နော်အဲ့ဒါဒါလေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးသားရင်ကျွန်တော်ဒီမှာကတော့ကျွန်တော်ဒီ page create လုပ်ခဲ့တုန်းကကျွန်တော်တုံးခဲ့တဲ့ gmail ပေါ့နော် gmail ကျွန်တော်ထည့်လိုက်မယ်ထည့်ပြီးသားရင်ကျွန်တော်ဒီမှာ save ကိုတစ်ချက်နှိပ်လိုက်မယ် โอเคပြီးတော့အကြောင်းဒီမှာ address service area ပေါ့နော်ဒါလေးတစ်ချက်ထပ်နေမယ်အဲ့ဒီမှာကြောင့်ကိုကျွန်တော်ထည့်ခြင်းနဲ့မြို့နယ်ပေါ့နော်မြို့နယ်လေးကြောင့်ထည့်လို့ရတယ် mandalay ဘောနော်အဲပြီးတော့ရင်ကျွန်တော် save code တစ်ချက်နှိပ်လိုက်မယ်ပြီးရင် save code တစ်ချက်နှိပ် အဲဒါဆိုရင်ကျွန်တော်ဒီမှာ Gmail လည်းထည့်ပြီးသွားပြီကျွန်တော်ဒီ service area လည်းထည့်ပြီးသွားပြီပေါ့နော်ဖုန်းနံပါတ်ထည့်မယ်ဆိုတော့ကျွန်တော်ဒီကနေ add the phone number ဆိုတော့နှိပ်ပြီးတော့ဖုန်းနံပါတ်ထည့်ပေါ့နော်နောက်တစ်ခါကျွန်တော်ဒီမှာ address ပေါ့နော် address ကကျွန်တော်ဒီ page ကို create လုပ်ခဲ့တဲ့ခါကျွန်တော်ဒီထည့်ခဲ့တဲ့ address ပေါ့နော်ဒါတော့ပြန်ပြင်ချင်နေဆိုရင်ကျွန်တော်ဒီဘက်ခဲတန်းလေးကိုတစ်ချက်နှိပ်နှိပ်ပြီးသွားရင်ကျွန်တော်ဒီမှာပြန်ပြီးတော့ပြင်လို့ရတယ်နော်အဲပြင်ပြီးသားရင်တော့ကျွန်တော်ဒီရဲ့ save ကိုတစ်ချက်နှိပ်နော် အဲဒါကြောင့်ဒီ content info ပေါ့နော်အဲပြီးသားကြောင့်ဒီမှာ work ပေါ့နော် work ကကြောင့်ဒီဘာအလုပ်လုပ်လဲပေါ့နော်ဒါတွေထည့်လို့ရမယ် education ထည့်လို့ရမယ် place live ထည့်လို့ရမယ်အဲပြီးသားရင် basic info ပေါ့နော် basic info မှာကြောင့်ဒီ enterprise rate ပေါ့နော်ဒါလေးကြောင့်တစ်ချက်နေကြည့်မယ် price ကကြတော့ကိုဒီ page မှာကြောင်းဒီကိုရောင်းတဲ့ product ကကြောင်းဒီဈေးပေါ်လားဈေးအတင်းအတင်းလားဈေးကြီးလားဒါလေးကြောင်းရွေးလို့ရတယ်ဗောနမရွေးဆိုတော့ကြောင်းဒီမှာ specify ဗောနဒါလေးရွေးပေးလိုက်ဗောနအဲရွေးမယ်ဆိုရင်တော့ကြောင်းဒီမှာ page နဲ့သက်ဆိုင်တာတစ်ခုခုဗောနတစ်ခုရွေးလိုက်ရွေးပြီးတော့ save ကိုတစ်ချက်နှိပ်လိုက် အဲနောက်တစ်ခုက address survey ပေါ့နော် address survey ကကြတော့ကို page နဲ့သက်ဆိုင်တဲ့ survey ထည့်လို့ရတယ်နော်ဒီမှာကတော့ insto shopping ထည့်လိုက်မယ်နော်ဒါရီကမထည့်လည်းရတယ်နော်ဒါရီကပြန်ပြင်မယ်ဆိုရင်ကျွန်တော်ဒီဘက်ခဲတံပုံလေးနှိပ်ပြင်လို့ရတယ်နော်ဒါက added diversity info ပေါ့နော်ဒါကကျွန်တော်ဒါလေးတစ်ချက်နှိပ်ကြည့်မယ်နော် and သူက and diversity fitness and business category ပေါ့နော်သူကကြတော့ category ထည့်တဲ့သဘောပါပဲနော်အဲ့တော့ကျွန်တော်ဒါကိုတော့မထည့်တော့ဘူးနော် အဲပြီးတော့ရင် page transparency ပေါ့နော်ဒါကကျတော့ page ရဲ့ ID ရှိမယ် page ကို create လုပ်ထားတဲ့ date ရှိမယ်ပြီးတော့နောက်တစ်ခုကဒီ admin ရဲ့ info ပေါ့နော်ပြီးတော့ရင်ဒီမှာက this page is not current running address ဆိုတာကဒါဒီ page ကကျွန်တော်ဒီကြော်ညာ RAM မထားဘူးပေါ့နော်ဒါတွေထည့်လို့ရမယ်အားသာနေထည့်လို့ရမယ်ဒါတွေရတဲ့ကျွန်တော်ဒီ Facebook account မှာပဲအသုံးများတယ်ပေါ့နော် page မှာတော့ကျွန်တော်တိတ်ပြီးတော့မထည့်ကြပါဘူးနော်အဲ့တော့ back နဲ့ပြန်သွားလိုက်မယ်နော် အဲဒါကတော့ကျွန်တော် page ရဲ့ about info ပြင်ဆင်တဲ့အပိုင်းပေါ့။ဟုတ်ပြီနော်။ Okay ဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုအားလုံးနားလည်မယ်ထင်ပါတယ်။